ဇင်းတို့တရားထိုင်ပြီးတော့ထိုင်ပြီးတော့ပေါ့တရားတရားမတဲ့ချိန်ဆိုရင်အပင်နိုင်အာယုခုရှိမယ်ဝင်နေထွက်တယ်ဝင်နေထွက်တယ်ပေါ့ပင်နိုင်အာယုရှိမယ်တော့လေပေါ်ရရှုဆိုရင်လည်း အပေါ်ရောင်စောင့်နေတဲ့ပေါ့စိတ်ကလေးတစ်စိတ်ရှိမှာပေါ့ဒါတော့တမထတမထဆိုတာကစိတ်တစ်စိတ်ကိုပေါ့ရှိတယ်လို့ယူဆပြီးတော့မှဝင်နေထွက်တယ်ဆိုတဲ့ပေါ့အရှုခံအားရတခုကိုရှုတာပေါ်ရရှုဆိုရင်လည်းဒီလိုက စိတ်စိတ်ကိုရှိတယ်ထင်ပြီးတော့မှရှုနေရတာပဲ။ဒါပေမဲ့ဒီနေ့ကထိုင်နေချိန်မှာတော့တမာရီကိုဝရိယကိုဦးစားပေးတဲ့အနေနဲ့ဒါပင်နေအာယုံနဲ့ရှုရှုပေါ့။ပေါ်ရပဲရှုရှုပေါ့။ရှုကံအာယုံတစ်ခုရှိမှာပေါ့။ပြီးရင်ဦးစင်းတို့ကြံသေးတဲ့စိတ်ပေါ်လိမ့်မယ်ဒီအားထက် အကျန်သေးတဲ့စိတ်ကဒါလည်းနောက်ထပ်ရှုเสียအာယုံပေါ့ပေါ်ရရှုစဉ်ကိုယ်ခန္ဓာကိုယ်မှာပေါ်တဲ့ညောင်းတာနာတာဒါပဲပြောတာမဟုတ်ဘူးအသွေးအာယုံတွေကလည်းခန္ဓာပဲစာလူစိန်ကဓမ္မယုံဓမ္မယရဏလို့လည်းခေါ်တယ်ဓမ္မယုံဓမ္မယရဏအသွေးအာယုံပေါ့ အတွေးအယုံခန္ဓာတွေနဲ့ပြောရင်ဒါတွေကလည်းတင်ချတဲ့ခန္ဓာတွေမှာပါဒါတွေကလည်းအရှိကခန္ဓာတွေပဲဦးဇင်းတော့ခန္ဓာဆိုရင်မာတယ်ပြော့တယ်ဒီကိုယ်လုံးကြီးကိုပဲခန္ဓာလို့ထင်နေတာပေါ့ဓမ္မတိအတွေးအယုံဓမ္မယုံတွေရှုစရာအနေနဲ့ပေါ့မယ်ဒါကြောင့်တွေးရင်တွေးမယ်တမိကြောင့်တွေးရင်တွေးမယ်ကောင်းမှုတွေလုပ်ဖို့တွေးရင်လည်းတွေးမယ်ဒါမှမဟုတ်အတိတ်က မကောင်းတဲ့ပြည့်ရဲ့ဒီရဲ့ဒီပြေပေါ့သူမင်းဘာပဲတည်းတည်းအရှိကံချူစရာအာယုံပေါ့ဒီလိုနားလည်ရမယ်အရှိကံနေနဲ့ရှုလိုက်ရင်အဲ့ဒါတွေကမေဃာသစ္စာဖြစ်အောင်ကျေးဇူးပြုလိုက်အတွေ့အယုံကလည်းအရှိကံဖြစ်အသုံးချလိုက်ရင် နောက်စိတ်မှာမေဃတစ္ဆာဖြစ်အောင်သူကယေရှုပြုလိုက်တာအေးအတွေးရရင်ကလည်းယေရှုရှင်ပဲယေရှုပြုလိုက်တာဘာယေရှုပြုလိုက်ရေဆိုတော့နောက်စိတ်မှာတတိထားမိအောင်မေဃတစ္ဆာဖြစ်အောင်ယေရှုပြုလိုက်တယ်နောက်အတန်အာယုံလေးပေါ်မယ်အတွေးရရင်ပေါ်မယ်အတန်အာယုံပေါ်မယ်ပေါ့အတန်အာယုံပေါ်ရင်လည်းဒီတိုင်းပဲအဲအတန်အာယုံပေါ်တာနဲ့ကြားစိတ်ပေါ်မယ်ပေါ့ အတန်အာယုံပဲဖြစ်ဖြစ်ဈာစိတ်ကိုပဲဖြစ်ဖြစ်ဒီကလိုက်ပြီးရင်နာရီဝကိုပဲပြန်အာယုံဆိုင်ပေါ့အတန်အာယုံလည်းဦးဇင်းတို့ကအနောက်ရှက်လို့သဘောမထားဘူးအနောက်ရှက်လို့သဘောထားလိုက်ရင်လည်းဒီတန်ကိုကြားတာကရှေးစိတ်အနောက်ရှက်လို့မှတ်ယူလိုက်တာကနောက်စိတ်ပဲတင်ညာကလှုပ်လိုက်တာအတင်ညာကလှုပ်လိုက်တာလို့နားလေလိုက်ရင်အဲ့နားလေမှုကမေဂတ္တဆာဖြစ်သွားတယ် သူကတင်ညာကပရမတ်ပဲလေနန္တရားပဲဒီလိုကတင်ညာဆိုတဲ့နန္တရားပရမတ်ကိုတတိမထားမိလို့အတန်ကအနောက်ရှက်ဖြစ်နေတာပေါ့ကြားလိုက်တာနဲ့အတန်ပဲဆိုရင်လည်းဒါရုပ်ပရမတ်ကိုတတိပြုမိသွားတာကြားလိုက်တာနဲ့အတန်ပဲလို့တတိမကတ်နိုင်တဲ့သာဝနောက်ရှက်လို့ယူဆသွားတဲ့သာဝ ဒီလိုနှောက်ရှက်လို့ယူဆလိုက်တာဟာအတ္တမှာဖြစ်တာမဟုတ်ဘူးကြားရကရှေးစိတ်အတ္တကိုကြားရကရှေးစိတ်ဒီတံပေါ်မှာနှောက်ရှက်လို့တတ်မှတ်လိုက်တာကနှောက်စိတ်ဆိုပြီးတော့ဒီနှောက်စိတ်ဆိုတာလေဒီအနှောက်ရှက်ဆိုတာကလေဒီနှောက်စိတ်တင်ညာကတတ်မှတ်တာလို့နားလည်လိုက် နောက်စိတ်တင်ညာဆိုတာကလည်းသူကနံပါရမတ်ပဲတင်ညာကတင်ညာခန္ဓာပေါ့ဒါခန္ဓာကိုလှမ်းမြင်တာပဲဒါဆိုရင်တင်ညာဆိုတဲ့နောက်စိတ်ကအရှုခံဖြစ်သွားတာပေါ့ဘောကောင်းနေဆိုရဲဆိုတာတင်ညာကလောက်တာပဲဆိုတော့အတင်ညာဆိုတာတင်ညာခန္ဓာကိုမြင်တာပဲလေခန္ဓာကို ။ဒါဉာဏ်နဲ့မြင်လိုက်တဲ့သဘောပဲ။ဒါဆိုရင်အနောက်ရှက်လို့တွေးထင်လိုက်ပြီမဲ့ဒီအနောက်ရှက်လို့ထင်တာဟာတင်ညာကလောက်တာပဲ။အတ္တမှာအနောက်ရှက်ဖြစ်နေတာမဟုတ်ဘူး။အတန်ကအနောက်ရှက်မဟုတ်ပဲနဲ့အဲ့ဒီတန်ကိုအနောက်ရှက်လို့လုံးနေတာကတင်ညာကလုံးနေတာလို့သိလိုက်ရင် အဲ့တင်ညာကလည်းသခဏပဲငံပါရမတ်ပဲအပြိုင်ညာကတော့ဒါလည်းတရားတွေ့တာပဲတရားဆိုတာခန္ဓာကိုဉာဏ်နဲ့တွေ့တာပေါ့ခန္ဓာကိုတရားမြေတကယ်ဖြစ်နေတဲ့သဘာဝတွေကိုဉာဏ်နဲ့တုံးတက်နိုင်တာဉာဏ်နဲ့နားလည်နေတာဒါတရားတွေ့တာဥစဉ်ကအရင်းအောင်နေမြင်မှရှင်းဘဝနောက်ဘဝတွေကိုမြင်မှ ဒါဒီတရားတွေ့တယ်လို့ထင်နေတာမဟုတ်ဘူးလေခန္ဓာကိုတွေ့မှာပေါ့ခန္ဓာဆိုတာလေရုပ်တဘာဝနာမ်တဘာဝတွေရုပ်ပရမတ်နာမ်ပရမတ်တွေပဲကြားလိုက်အတန်ပဲဆိုတာကအဲရုပ်ပရမတ်ကိုတွေ့လိုက်တာကြားလိုက်တဲ့ခါမှာနာမည်ခေါ်တာပဲဆိုရင်တော့သူကပြည့်ညက်ဖြစ်သွားတာပေါ့အပြည့်ညက်ပရမတ်ခွဲတယ်ဆိုတာကအခွဲတိုင်းကိုအဲ့ဒါတရားကနားလည်နေတယ် ။အမခွဲတတ်တော့တရားလုံးနေပေမဲ့လည်းဝိပဿနာလမ်းကြောင်းပေါ်မရောက်ဘူးဖြစ်နေတာပေါ့။ဒုတိငါတိရက်ွက်တိနဲ့ပဲအာထုတ်တာမျိုးတမထအဆင်ပဲရောက်သွားတာပေါ့။တမထကကြတော့စိတ်အေးချမ်းမှုတော့ရရင်ရမယ်။ဒါပေမဲ့အဝိဇ္ဇာအမှန်မတိမှုတွေဒိဋ္ဌိအယူမှားမှုတွေကိုတော့သူကမဖယ်ရှားနိုင်ဘူးပေါ့ နိဝရဏတရား၅ပါးတော့ဖယ်ရှားနိုင်တယ်တမာတိရ။ဒါပေမဲ့ဝိဇ္ဇာဆိုတဲ့အမှန်မတည်မှုဒိဋ္ဌိဆိုတဲ့အတိမားနေမှုတွေကိုတော့မဖယ်ရှားနိုင်ဘူးပေါ့။အဲ့တော့ထိုင်ပြီးတော့ကိုယ့်ကိုအားထုတ်မယ်ဆိုရင်ဦးဇင်းတို့ကဆရာကလေးရှိရမြဲပြောနေမှာမျိုးမဟုတ်ဘူးပေါ့။အကွာကိုခွေခွေပွင့်နိုင်ရင်တော့လေခွေချောင်းမှာပေါ့ ခွေမဖွင့်မယ်နဲ့ကိုယ့်အကိုအိတ်တိတ်ဆိတ်ဆိတ်ထိုင်မယ်ဆိုရင်တော့နံပါတ်၁ပင်တိုင်းအာယုံဝင်နေထွက်တယ်ဆိုတာရှိနေတယ်စိတ်ရှုတယ်ဆိုရင်လည်းစိတ်ဆိုတဲ့ပင်တိုင်းအာယုံလေးတခုရှိမယ်ပေါ့ဝေဒနာရှုမယ်ဆိုရင်လည်းဝေဒနာကပင်တိုင်းအာယုံပေါ့ဒါပေမဲ့ပင်တိုင်းအာယုံလေးဒါပဲရှုမယ်လို့ဆိုရင်မရဘူးအနတ္တတရားကဒါပဲရှုခြင်းလို့မရဘူးနံပါတ်1အတွေ့အယုံဓမ္မယုံနေပေါ်မယ်နံပါတ်2အတန်အယုံနေပေါ်မယ် အရာတွေကိုလည်းရှုတတ်မယ်ပေါ့အတွေ့အကြုံပေါ်လာရင်လည်းတွေးတာကရှေးစိတ်တတိကလိုက်တာနောက်စိတ်ပေါ့တတိကပြီးရင်ဝင်လေထွက်လေကိုပြန်တတိကပေါ့အတန်ကြားလိုက်ရင်လည်းဒီတိုင်းပဲကြားတာကရှေးစိတ်တတိကလိုက်တာနောက်စိတ်ပေါ့ပြီးရင်နာရီဝါကိုပဲပြန်အာရုံစားတယ်ဒီတန်ကြားတဲ့ပုံမှာအနောက်ရှက်ပဲစိတ်ညစ်စရာပဲလို့ထင်သွားရင်လည်းဒါကတင်ညာကလောက်တာပဲဆိုပြီးတော့ တိကလိုက်နိုင်ရင်လည်းဒါတရားတွေ့တာပဲရှားလိုက်တာကရှေးစိတ်နောက်ရှက်လို့ထင်လိုက်တာကနောက်စိတ်ပညာကလောက်တာအဒီလိုနားနေလိုက်ရင်အနောက်စိတ်မှာပညာဖြစ်သွားတာပဲဒါဆိုရင်အတန်ကြားပေမဲ့တွေးစိတ်ပေါ်ပေမဲ့ဒါတရားအထုတ်နေတာပဲအရှုကံဖြစ်သွားတာ哦ဦးဇင်းကအတန်ကြားတယ် အတွေးစိတ်ပေါ်တယ်ဆိုရင်ဒါအာအနှောက်ယှက်ပဲတရားပြတ်သွားပြီဒီလိုထင်တာအဲ့ဒါကလွဲနေတာပေါ့နောက်တစ်ခုကတောက်နေတင်းနေနားတယ်ဆိုတဲ့ပေါ့ခံရခက်တဲ့ဝေဒနာတွေပေါ်မယ်အဲ့ကမှဦးစင်းတို့ကလှုပ်တာတွေမလှုပ်တာတွေအဲ့ဒါတွေကိုရန်အဓိကထားတယ်မဟုတ်လေအဲ့ဒါလှုပ်နေလေ ်လှုပ်ချင်တာကရှေးစိတ်တတိကလိုက်တာနောက်စိတ်ဆိုရင်အဲ့ဒါတရားတွေ့တာပဲလေလှုပ်ချင်တဲ့စိတ်ကလည်းဒါပရမတ်ပဲလေလှုပ်လိုက်တာဝါရောလေလှုပ်ချင်တဲ့စိတ်ကနန္တရားလှုပ်ရှားတော့တာကဝါရောယုတ်တရားဒီလိုနားလည်လိုက်ရင်ဒါယုံနေတာကိုတွေ့တာပဲလေလှုပ်မိပေမဲ့တရားတွေ့တာပဲလေအငြိမ့်နေပြီးတော့ဟဲ့လားယုတ်တိနန်နေမတည်ဘူး တကူကပဲတည်နေတယ်ငြိမ်နေတယ်ထင်အဲ့ဒါတရတဒိဋ္ဌိဖြစ်နေတာဗောငြိမ်တာလောက်တာတဲ့ဗောတရားတွေးဖို့လိုတာဗောမမကန်ကန်တည်ဖို့နားလည်ဖို့လိုတာဗောငြိမ်နေကြတာကတော့တမာတိဗောလीလှုပ်ဖို့ပဲအဓိကထားနေရင်လဲသူကအဓိကထားနေတာအစွဲကြီးဖြစ်သွားတာဗောအဲ့တနေ့ကများတော့တီးခံဗောအဲ့ဒါမြေတီးမခံနိုင်တော့ရင်လဲလှုပ်မိရင်တရားပြတ်တယ်လို့မယူဆအောင် ဘုရင်တော်အတန်ကြာရင်တရားပြတ်သွားပြီအတွေးအာယုန်ဒီပေါ်ရင်တရားပြတ်သွားပြီလုံမြင့်တရားပြတ်သွားပြီအဲ့လိုထင်တာကတရားကိုမသိတာပဲအမဟုတ်ဘူးလေတွာလုံမြင့်လေလှုပ်ချင်တာကရှေးစိတ်တတိကလိုက်တာနောက်စိတ်ပေါ့လှုပ်တာကယုတ်တရားလှုပ်ချင်တာကနန္တရားပေါ့ လုံမိတဲ့ဘောမှာမကောင်းဘူးလို့ထင်လိုက်ရင်လေအဲ့ဒီမကောင်းဘူးကောင်းတယ်ဆိုတာတင်ညာကလုတ်တာပဲလို့နားလည်လိုက်ရင်တင်ညာဆိုတဲ့နံပါတ်မတ်ကိုဒါဉာဏ်နဲ့တွေ့တာပဲအလုံရင်းနဲ့ဟိုပဲတွေးရင်းနဲ့ဟိုပဲအတန်ဒီရှင်ဉာဏ်နေရင်းနဲ့ဟိုပဲဒါတရားကတွေ့နေတာဒါဒါသဘောပေါက်ထားရင်ပေါ့တကယ်ရှင်နီးပေါ့ဝိပဿနာရှင်နီးကိုနားလည်ထားရင် ဘယ်လိုအခြေအနေပဲဖြစ်ဖြစ်တရားတွေဖြစ်နေတာပဲတရားတွေ့နေတာပဲနောက်ရက်ဆိုတာမရှိဘူးနောက်ရက်လို့ထင်သွားရင်တော့မှဒါနောက်ရက်ဆိုတာအတ္တမှာဖြစ်တာမဟုတ်ဘူးအတွေးမှာဖြစ်တာမဟုတ်ဘူးလောက်တာမှာဖြစ်တာမဟုတ်ဘူးနောက်ရက်ဆိုတာတင်ညာကတက်မှတ်နေတာဆိုတော့လွတ်သွားတာပေါ့အတင်ညာပရမတ်ကိုလည်းတွေ့တယ်နောက်ရက်လို့ထင်နေတဲ့အစွဲကြီးကလည်းဒါလွတ်သွားတာ တော့နားလည်မှုပဲပေါ့နားလည်မှုမမှန်ဘူးဆိုရင်အဲ့ဒါတရားထိုင်တိုင်းတွေးမိရင်အနှောက်ရှက်အတန်ကြားရင်အနှောက်ရှက်အထိုင်လည်းဥစ္စာကဘယ်လောက်ထိုင်တိုင်းဒီတစ်ချိန်ကတော့လှုပ်အောင်ပါပဲလှုပ်တာကအနှောက်ရှက်ထင်နေရင်လေတရားအထုတ်ရတာအဆင်မပြေဘူးပေါ့အချိန်ကြိုက်တာပဲပြပြပေါ်လာလှုပ်အောင်ပါလှုပ်တာကဘာရောယုတ်တရားပေါ့လှုပ်ချင်တာက နန္တရားပေါ့အလုတ်ချင်တဲ့စိတ်ကရှေးစိတ်တတိကလိုက်တာနောက်စိတ်ပေါ့အဲရှေးစိတ်နောက်စိတ်ကွဲသွားရင်လည်းသူကဒိဋ္ဌိပြုတ်သွားတာလေသူရှေးစိတ်နောက်စိတ်ဆိုတဲ့ကနှစ်စိတ်ဆိုတဲ့ကသူကငါးစိတ်မရှိဘူးစာဆိုတာကိုနားလည်သွားတယ်သူကတစိတ်သေးတင်သူကငါးစိတ်လောက်တော့မှာပဲဒီစိတ်ကပဲမြင်တယ်ဒီစိတ်ကပဲကြားတယ်အဲ့ဒါဆိုရင်သူကတခုတည်းလို့ယူထားတာငါးဆိုတာက သူကတခုတည်းလိုယူလာတာပေါ့မြင်တာလဲငါပဲကြားတာလဲငါပဲနားတာလဲငါပဲတွေးတာလဲငါပဲဆိုတော့မြင်တာတွေကြားတာတွေတွေးတာတွေကိုတခုတည်းလိုယူထားတာမဟုတ်လေမြင်တာကမြင်စိတ်ကမြင်တာကြားတာကကြားစိတ်ကမြင်တာတွေးတာကတွေးစိတ်ကမြင်တာခံစားတာကဝေဒနာကခံစားတာမှတ်တာကတင်ညာကမှတ်တာလိုချင်နေဆိုရင်လည်းငါကလိုချင်တာမဟုတ်ဘူးလောဘစိတ်တွေပေါ်လာလို့လိုချင်တာ လောဘစိတ်မပေါ်ရင်မလို့ကျင်တော့ဘူးလေအတုခန္ဓာနဲ့တူပေါ့တုကိစ္စနဲ့တူအလုတ်လုတ်နေပေါ့အကိစ္စခဏလို့ခေါ်တယ်တော့မြင်စိတ်ကမြင်တာငါမြင်တာမဟုတ်ဘူးကြားစိတ်ကကြားတာငါကြားတာမဟုတ်ဘူးဝေဒနာကခံစားတာငါခံစားတာမဟုတ်ဘူးတင်ညာကအကောင်းဆုံးခွဲနေတာငါကောင်းတာဆိုတာမဟုတ်ဘူး စေတနာကတိုက်တော်နာငါကလှုပ်ချင်နေတာမဟုတ်ဘူးဒုက္ခိစနဲ့သူပေါ့နားလေတယ်ဒုက္ခိစနဲ့သူယုံနယ်နေရလှုပ်လှုပ်နေတယ်ဆိုတော့အကုန်လုံးငါမြင်တာပဲငါကြားတာပဲငါခံစားရတာပဲငါမားတာပဲငါလှုပ်လှုပ်ငါခံရတာပဲဆိုတဲ့ဒိဋ္ဌိတွေလာပြုတ်ထွက်သွားတာပေါ့ဟောရှေးစိတ်ရှေးစိတ်နောက်စိတ်ကွဲတာဟောတာရှေးစိတ်က ဒါကိစ္စတခုကိုဆောင်ရွက်တာနောက်စိတ်ကနောက်ကိစ္စအတိတ်တခုကိုဆောင်ရွက်တာအဲဆိုရင်ငါပဲလုပ်တာပဲငါပဲခံရမှာပဲကောင်းတာလုပ်လဲငါပဲမကောင်းတာလုပ်လဲငါပဲဆိုတဲ့ပေါ့တခုတည်းယူထားတယ်အဲ့ဒါဒိဋ္ဌိပေါ့ရှင်းစိတ်နောက်စိတ်ကွဲတာကိုအဲ့ဒါဒိဋ္ဌိပြုတ်သွားတာပဲနှမဆိုရင်တခုတည်းကပဲလုပ်နေတယ်လို့ထင်နေတယ်အဲ့ဒါငါဆိုရနဲ့တူတူပဲပေါ့အတ္တပေါ့ ခိုင်မာသဘောယူထားတာပေါ့မြင်တာလည်းငါပဲကြားတာလည်းငါပဲထိတာလည်းငါပဲတွေးတာလည်းငါပဲခံစားတာလည်းငါပဲစိတ်ဆော်တာလည်းငါပဲတစိမ့်တဲ့တခုတဲ့ဒီဟာဒီဟာပဲဒီစိတ်ဒီစိတ်ပဲလို့ယူထားတာဒိဋ္ဌိပေါ့ ။ဒေတိအယူမားတွေပျောက်သွားတာနဲ့ဒီဒေတိအယူမားကြောင့်ဖြစ်ရတဲ့အဝိဇ္ဇာလည်းပျောက်သွားတာပဲ။အဝိဇ္ဇာဖြစ်စေတဲ့အကြောင်းတရားကဒိဋ္ဌိသူကအယူမားနေလို့အဝိဇ္ဇာအမှန်မတိတာပေါ့။အမှန်မတိလို့လိုချင်တာဆွဲလန်းတာဆွဲလန်းလို့အာထုတ်တာကံဤပြုလုပ်နေတယ်။ကံဤပြုလုပ်နေလို့ အကျိုးဆက်အနေနဲ့ဒုက္ခတစ္ဆာတွေဖြစ်လို့မဆုံးပြက်လို့မဆုံးဖြစ်နေရတာဒါပရိစ္ဆာသမုပ္ပါဒ်ပဲဦးဇင်းတော်အဲ့တော့ယူမပေါ့ရှင်းသိနောက်စိတ်꿰ရတာ ਨੇ တစိတ်သေးဒီစိတ်ကလုံနေတာဒီစိတ်ကပဲတည့်ရခမ်းနောက်ဦးလည်းငါကပဲတည့်ရခမ်းဆိုပြီးတော့တခုတည်းဦးပဲတည့်ရခမ်းလုံနေတဲ့ ဒိဋ္ဌိအယူမှားဟာရှင်းစိမ့်နောက်စိတ်꿰တာနဲ့ဒါဒိဋ္ဌိကပြုတ်သွားတာပေါ့ဒီစိတ်မှာပဲအာဟုတုတွေဖြစ်နေတာဒီစိတ်ကပဲချစ်တာဒီစိတ်ကပဲမုန်းတာချစ်တာလည်းဒီစိတ်မုန်းတာလည်းဒီစိတ်အဲ့လိုထင်တာကလွဲနေတာပေါ့တည်ငြိမ်တာလည်းဒီစိတ်မတည်ငြိမ်တာလည်းဒီစိတ်လို့ထင်နေတာကလွဲနေတာပေါ့အဲရှင်းစိမ့်နောက်စိတ်꿰သွားပြီဆိုရင်ဟောဒီစိတ်ကသူကိစ္စသူဆောင်ရက်တာပဲ မြင်စိတ်ကမြင်တဲ့ကိစ္စဆောင်ရဲတာပဲကြားစိတ်ကကြားတဲ့ကိစ္စဆောင်ရဲတာပဲလောဘစိတ်ကလိုချင်တဲ့ကိစ္စကိုဆောင်ရဲတာပဲဝေဒနာကခံစားတဲ့ကိစ္စကိုဆောင်ရဲတာပဲတင်ညာကမှတ်သားတဲ့ကိစ္စကိုဆောင်ရဲတာပဲစေရနာကစိတ်တော်တိုက်ကြုံတဲ့ကိစ္စကိုဆောင်ရဲတာပဲဒီစိတ်တစိတ်တွေကပဲအလုံးလုံးနေတာမဟုတ်ဘူးအဲ့လိုနားလည်လိုက်တော့ တစိတ်တည်းကလုံနေတာငါကပဲလုံနေတာဆိုတဲ့ဒိဋ္ဌိပြုတ်သွားတယ်ဒိဋ္ဌိပြုတ်တာ ਨੇ အမှန်တိမှာပဲဒိဋ္ဌိဆိုတဲ့အတိမာကြောင့်အမှန်မတိမှုအဝိဇ္ဇာဖြစ်နေရတာဟုတ်အဲဒိဋ္ဌိဆိုတဲ့အတိမာပြုတ်သွားတာ ਨੇ အတိမှန်မှုဆိုတာဖြစ်လာတယ်အတိမှန်မှုဖြစ်တာ ਨੇ အဝိဇ္ဇာကလည်းပြုတ်သွားတယ်အတိမှန်သွားတာ ਨੇ အဝိဇ္ဇာမတိမှုပြုတ်သွားတယ် မတိမှုပြုတ်သွားရနဲ့မတိမှုကြောင့်လိုချင်တဲ့လောဘတွေတဏှာတွေလည်းပြုတ်သွားတယ်လောဘတဏှာတွေပြုတ်သွားတာနဲ့လောဘတဏှာကြောင့်ဖြစ်ရတဲ့တင်္ခါရကံတွေလည်းပြုတ်ထွက်သွားတယ်ကံတွေပြုတ်ထွက်သွားတာနဲ့ကံကြောင့်ဖြစ်ရမဲ့ယုံဉာဏ်တွေဒုက္ခတွေလည်းဒါမလာတော့ဘူးဒုက္ခတွေမလာတော့ရင်ငြိမ်းချမ်းမှုဆိုတဲ့တန်တိဒုက္ခချမ်းသာစေကြီးရတာပေါ်လာတော့ဒါနေဆာအဲပရိစ္ဆာသမုပ္ပါဒ် တိလုံးပဲဒိဋ္ဌိပြုတ်ရင်အဝိဇ္ဇာပြုတ်တယ်အဝိဇ္ဇာပြုတ်ရင်တိခါရပြုတ်တယ်တိခါရပြုတ်ရင်ဝိညာဏံယုတ်ဆိုတဲ့ဖတ်တဝိညာဆိုတဲ့အကျိုးဆက်ကြီးပြုတ်ထွက်သွားမယ်ဒုက္ခသစ္စာဆိုတဲ့အကျိုးဆက်ကြီးပြုတ်သွားရင်និရောဓသစ္စာဆိုတဲ့နိဗ္ဗာန်တတ်ကြီးဟာဆက်ရောက်လာသူကဒုက္ခတွေဆက်နေလို့និရောဓသစ္စာကမပေါ်လာတာပေါ့ ဒုက္ခပြီးဒုက္ခဆက်နေတော့အဝိဇ္ဇာပြီးအဝိဇ္ဇာဆက်နေတာဟုတ်ဒိဋ္ဌိပြီးဒိဋ္ဌိဆက်သာထိုးနေတာဟုတ်ဆက်နေတာဟုတ်အဲဒိဋ္ဌိမျိုးဆက်ပြုတ်သွားအောင်အဝိဇ္ဇာမျိုးဆက်ပြုတ်သွားအောင်တတိဉာဏ်ဉာဏ်မျိုးဆက်ကိုသာထိုးအောင်အဲကြောင့်ရှေ့စိတ်ကြီးနောက်စိတ်မှာတတိကတ်နိုင်လို့တတိအစားထိုးနိုင်ဖို့ကြိုးစားဥစဉ်ကတတိအစားထိုးဖို့တဲ့ ပညာဉာဏ်အစားထိုးဖို့ထက်ဘုကိစ္စဒီကိစ္စတွေအရေးကြီးနေတာဟောကအဲ့ဥပါဒံကအစားထိုးနေတာပေါ့တဏှာတွေကအစားထိုးနေတာပေါ့အဝိဇ္ဇာတွေကအစားထိုးနေတာပေါ့ဒိဋ္ဌိတွေကအစားထိုးနေတာပေါ့တော့တိဉာဏ်ပညာအစားထိုးဖို့ပဲအရေးကြီးရမှာပေါ့ရှေးစိတ်ပြီးနောက်စိတ်မှာတတိကပ္ပုဒ္ဒါလိုရင်းပေါ့ ရှိစိတ်ကတော့အကုသိုလ်စိတ်ဖြစ်ရင်လည်းဖြစ်ဖြစ်ခြင်းလည်းဖြစ်မယ်ကုသိုလ်စိတ်ဖြစ်ခြင်းလည်းဖြစ်မယ်မြင်စိတ်ကြားစိတ်ဆိုတဲ့ဝိပါကစိတ်တွေလည်းဖြစ်ခြင်းဖြစ်မယ်ရှိစိတ်ကတော့သူကဒါစီလို့မရဘူးမြင်စိတ်တွေကြားစိတ်တွေဉာဏ်စိတ်တွေဆိုတဲ့ဝိပါကစိတ်တွေဖြစ်ရင်ဖြစ်မယ်အကုသိုလ်စိတ်လည်းဖြစ်ခြင်းဖြစ်မယ်ကုသိုလ်စိတ်လည်းဖြစ်ခြင်းဖြစ်မယ် ဒါပေမဲ့နောက်စိတ်မှာပေါ့တတိနဲ့ညံနဲ့ပေါ့ကပ်ပါဘုရားလိုရင်းပေါ့ရှိစိတ်ကကုသိုလ်စိတ်ဖြစ်ရင်တော့မှနောက်စိတ်ကဥစဉ်တော့ငါကုသိုလ်ငါကုသိုလ်ရတယ်ဆိုရင်အဲ့ဒါဒိဋ္ဌိပြန်ကတ်သွားပြန်အကုဒုဖြစ်ဖို့ပဲအဓိကထားမယ်ဟာဘာအကုဒုဖြစ်ဖို့ထက်ပေါ့ဉာဏ်ဖြစ်ဖို့ကပိုလိုတာအကုဒုဖြစ်ပြီမဲ့ဥစဉ်တော့နောက်စိတ်က ငါးကုသိုလ်ဆိုပြီးတော့ဆွဲလန်းရင်အဲ့ဒါဒိဋ္ဌိဖြစ်သွားတော့ဒိဋ္ဌိဖြစ်ရင်တော့ကာမဝဆရာကုသိုလ်ဖြစ်ပြီးတော့တဏှာလေစီတဲ့ကုသိုလ်ဖြစ်သွားတယ်သူအကုသိုလ်စိတ်ဖြစ်ပေမဲ့နောက်စိတ်ကဒိဉဏ်ဖြစ်သွားရင်သူကလွတ်မြောက်သွားတာအကုသိုလ်စိတ်ကမေဃတစ္ဆာဖြစ်အောင်ကျေးဇူးပြုသွားတာလူတယောက်ကတော့ကုသိုလ်စိတ်ဖြစ်တယ်ဒါပေမဲ့အကုသိုလ်စိတ်နောက်ွယ်မှာဉာဏ်မဖြစ်ဘူးဆိုရင်သူကငါးကုသိုလ်ဆိုဆွဲလန်းတဲ့အတွက် သူကတဏှာလည်းရောင်းဖြစ်သွားတယ်လူတယောက်ကတော့အာဟုဇ္ဇစိတ်ဖြစ်တယ်ဒါပေမဲ့ရှေးစိတ်ကအာဟုဇ္ဇစိတ်ဖြစ်ပေမဲ့နောက်စိတ်ကတတိညာလိုက်လိုက်ရင်အဲ့ဒီတတိညာကမေဃတစ္ဆာဖြစ်သွားပြီးတော့ရှေးစိတ်အာဟုတုကရှုကံဖြစ်သွားတဲ့အတွက်အဲ့ဒီအာဟုတုကအကျိုးမပေးတော့ဘူးအကျိုးမပေးတဲ့အတွက်ဒုက္ခတွေမလာတော့ဘူးဒုက္ခတွေမလာတော့တဲ့အတွက်နောက်စိတ်တတိဉာဏ်ပညာကဒါမေဃတစ္ဆာဖြစ်ပြီးတော့နိဗ္ဗာန်ထီအောင်ကြိုးပြမှာ ဒါလေးနားလည်ရမှာပေါ့တော့ယူစင်းတော့ကုလို့ရဖို့ပဲအဓိကထားနေတယ်ဒါပေမဲ့တတိညာမဖြစ်ဘူးဆိုရင်လည်းသူကရှေးစိတ်ကကုလို့ဖြစ်ပေမဲ့နောက်စိတ်မှာဒိဋ္ဌိပေါ့ငါကုလို့ငါကုလို့ရတာအဲ့ဒါဆိုရင်လည်းသူကငါဆိုတဲ့ဒိဋ္ဌိကအကုလို့ပြန်ဖြစ်ပြီးတော့တဏှာလေချောင်းဖြစ်သွားတယ်လူတယောက်ကအာဟုလိုစိတ်ဖြစ်တဲ့သာအောင်အာဟုလိုစိတ်ကရှေးစိတ်တတိကလိုက်တာကနောက်စိတ် တတိကလိုက်တယ်ဒီအာဟုတုစိတ်ဟာငါပိုင်တာမဟုတ်ဘူးအကြောင်းတိုက်ဆိုင်လို့ပေါ်လာတဲ့တဘာဝတရားပဲအာဟုတုစိတ်လေးကပေါ်လဲပေါ်တယ်ပျောက်လဲပျောက်တယ်ပိုင်ဆိုင်နဲ့ငါဆိုတာမရှိဘူးပိုင်လို့လည်းမရဘူးလို့နားလေလိုက်တာနဲ့ဉာဏ်ဖြစ်သွားတာပေါ့ရှေးစိတ်ကအာဟုတုနောက်စိတ်ကတတိဉာဏ်ပညာဖြစ်သွားတယ်ဆိုရင်အဲ့ဒါပရိစ္ဆေသမုပ္ပါဒီကနေလွတ်သွားတာပဲဒုက္ခဆက်ကနေလွတ်သွားတာပဲ ။ဒါကြောင့်မို့တတိယဉာဏ်ဖြစ်ဖို့ဉာဏ်ပညာဖြစ်ဖို့အရေးကြီးတယ်။ရှင်းစိတ်ပြီးနောက်စိတ်မှာတတိကတ်နိုင်ဖို့ဉာဏ်နဲ့ရှုနိုင်ဖို့အရေးကြီးတယ်။ဘာဖြစ်လဲဆိုတတိယဉာဏ်ပညာမဖြစ်ရင်ဥဒိနောစိတ်ထားကောင်းနေဖြစ်တာတော့မှ ကောင်းတဲ့စိတ်မွေးရတော့မှအဲကောင်းတဲ့စိတ်ကိုငါစိတ်လို့အထင်မှားတော့မှ ငါစိတ်လို့ထင်မှားတာနဲ့ဒါဒိဋ္ဌိကိလေသာဖြစ်တာပဲဒိဋ္ဌိကိလေသာဖြစ်တာနဲ့ကိလေသာဝတ်ဖြစ်တာပဲကိလေသာဝတ်ဖြစ်ရင်ကာမဝတ်ခံနေပြုလုပ်မယ်ကာမဝတ်ဖြစ်ရင်ဝိပါကဝတ်ဆိုတဲ့ယုံဉာဏ်တွေဖြစ်မယ်ယုံဉာဏ်တွေဖြစ်ရင်ဒါအိုနာတီဆိုတဲ့ဒုက္ခတွေလာဝန်းမှာပဲမလွတ်ဘူးပေါ့တော့တတိယဉာဏ်ပညာဖြစ်ဖို့ဒါလိုရင်းပေါ့ အဲ့ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတာတွေကအဓိကမချအောင်ဦးဇင်းကတတိညာပညာဖြစ်ဖို့ဒါလိုရင်းဆိုတဲ့အဓိကချက်ကိုနားမလဲတော့ဘာဖြစ်တယ်ညာဖြစ်တယ်လှုပ်တာဖြစ်တယ်ငြိမ်းတာဖြစ်တယ်အတွေးစိတ်ဖြစ်တယ်ဟာအတန်ဒီဖြစ်အတန်ဒီကြားတယ်ဘာဖြစ်တာညာဖြစ်တာတွေကိုပဲအဓိကထားနေသည်မြတ်တတိညာပညာဖြစ်ဖို့ဒါလိုရင်းဆိုတဲ့အဓိကချက်နဲ့လွဲနေအောင်ပါပဲ။